ရှင်ဒီကနေ့မှာတော့ဆီယာမခင်ခင်ထူရဲ့ဒိုးလေတော့မှာပွင့်ကြရဲဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်။လိုက်ပါနားဆင်ကြည့်ကြပါအောင်ရှင်။ မူလာရန်ပြចောင်းဆရာမလေးဖြစ်ကျမတာဝန်ထမ်းဆောင်စားကမြို့တော်ចောင်းကြီးတွေမှာမဟုတ်ပါမန္တလေးမရယာယထာလန်ဘေးတနီယာကကြီးလက်မူလာရန်ចောင်းကလေးတစ်ចောင်းမှာပဲဖြစ်သည်ယထာလန်ဘေးတလျှောက်ရွာများတွင်တာဝန်ထမ်းဆောင်ရသောကျမတို့ဆရာမများအလုံးမန္တလေးသူရဲစေပူတာမှနည်းနည်းစောစောထွက်သည်မရယာယထာနှင့်လိုက်သွားရကသက်ဆိုင်ရာပူတာမှဆင်ကြရသည်ယထာလန်စင်တလျှောက်အိုးဘုံကပိုင်တောင်ပြုံး လွန်တောင်စသည့်ဘူတာများကိုကြော်ပြီးမှလမ်းဘူတာဖြစ်သည့်ကံဘဲဘူတာမှာကျမဆင်းရပါသည်ကံဘဲမှာထွက်လျင်ဝရင်တုတ်ဘူတာကိုရောက်ပြီးမှပရိယာမြို့မှာလမ်းဆုံးသည်ကျမကတော့ကံဘဲဘူတာမှာဆင်းပြီးဘူတာကွင်း၏အနောက်ဘက်လေကတဲ့ရိုးများလေကြားချောင်းကြားကလေးများနှင့်လေကြိုးလေကြားရွှော့များဘွက်များကိုနေ၍နိုင်ဝဲနေပါဇွဲကောင်းကောင်းလျှောက်ပြီးမှကျမစာတင်ရမည်မူလာရန်ကြောင်းရှိရာရွာကလေးကိုရောက်ပါသည် လွန်ခဲ့သည့်၁၄၅နှစ်ကျောင်းဆရာမဖြစ်စာကျမမှာဒီလိုတွားရသည်ကိုပဲပြောသူလိုလိုခံစားရသည်ဒီရွာကလေးကအနီးနားဝန်းကျင်ရှိရွာများနှင့်စာလျင်စီစီပင်ပင်မရှိသည့်ရွာကလေးတရွာသာဖြစ်သည်အင်ဂျီတရားပင်ပြည့်အောင်မရှိသောဒီရွာကလေးမှာဘုံကြီးကျောင်းတစ်ကျောင်းနှင့်မူလာရန်ကျောင်းကလေးရှိနေခြင်းကတော့အခြားရွာတော်တော်များများနှင့်မထူလားပါရွာချက်သည်ဆောင်ပညာရိပ်သာများဖြစ်သည်များသောအားဖြင့် တောင်သူအလုတ်ကိုတရွာလုံးလုံးလိုအတက်မွေးဝမ်းချောင်းပြူကြသည် တချို့ကလည်းမွေးမြူရေးအလုတ်ဖြစ်သည့်ဘဲတွေမွေးကြသည်ဘဲအုပ်ကြီးတွေကရွာရိုးချောင်းဆက်တစ်လျှောက်ဖွဖွေးလှုပ်လှုပ်ရှိလာသည်ရွာချောင်းကလေးကိုရောင်စားကကျမမှာအတော်ကလေးစိတ်ပြတ်အားငယ်သွားမိခဲ့ပါသေးသည်ရွာကကိုးကွယ်သည့်ရွာဦးဆရာတော်ကျောင်းနှင့်တဆက်ထဲတွဲဖွင့်ထားသည့်စာတင်ချောင်းကလေးမှာ လေးပင်သုံးကန်းဝကံမိုးထရန်ကမြေဆိုင်ကျောင်းကလေးပဲဖြစ်သည် ကျောင်းကလေးမှာခက်ကုတ်ကုတ်တင်းကုတ်ကြီးနှင့်တူပြီးအခန်းရေလိုဖွဲ့စည်းထားခြင်းမရှိကျောင်းပရိဘောကဆို၍စာအုပ်များထည့်သည့်ဘီရိုနှလုံးနှင့်စပွဲတန်းလျားတစုံသားလျင်ရှိသည်ဒီစပွဲကဧည့်သည်ဧခန်ရာအစည်းအဝေးကျင်းပရာ အမတ်ချစ်စရာတခါတလေထမင်းစားစရာပုံစပွဲဖြစ်သည် စာသင်ကုန်ကလေးတွေကတော့လောလောငန်းငါရှိပါသည်တချို့ကလေးများကတော့စာရေးခုံဘူးကလေးများနဲ့အိမ်ကယူလာကြသည့်စာလာအိတ်ခုံများကိုခင်းငါထိုင်ကြသည် ကျမစိတ်ပြတ်အားငယ်သွားမိဒီမှာစာတင်ကျောင်းကလေးဤမပြည့်စုံခြင်းချုံငဲ့ခြင်းများကြောင့်မဟုတ်ပဲစာတင်ကျောင်းကလေးရဲ့ရှိကျမစာတင်ပေးရမည့်ကလေးများကိုမြင်လိုက်ရလို့ဖြစ်သည်ကျမတာဝန်ယူတင်ချရမည့်ကျောင်းသားဥယေကကျမအတွက်ရထားပေးသည့်စာတင်ကန်းချင်းချင်းကလေးထဲမှာပင်မပြည့်ခြင်းပြည့်ခြင်းမြို့ကျောင်းတွင်မှာလို့အဖြူစိမ့်တူညီဝတ်ဆောင်ကိုတပြေးညီအားလုံးဝင်မထားခြင်းကိုလည်းကျမနားလည်နိုင်ပါ၏ သို့သောရှိနေကြသည့်ကလေးများကစာသင်လာကြသည့်ကျောင်းသားကလေးများနှင့်မတူပဲနှွားကြောင်ရင်ဘဲကြောင်ရင်လမ်းကြုံလိုခဏလာရက်သည့်ကလေးများနှင့်တူနေကြသည်ကျောင်းကလေးဝင်းကျင်ကိုကျမရှောက်ကြည့်တော့လေကျောင်းချန်စီရရဲ့လို့တတ်တတ်မှတ်မှတ်မရှိစိမ့်စိမ့်လန်းလန်းဖဖအော်အော်တစ်ပင်ကြီးများမရှိကျောင်းရှိရှိထနောင်းပင်ဦးကြီးကတော့ကျောင်းကလေးဤတပင်သေးသောအေးရပင်ကြီးဖြစ်ုံမကကျောင်းကလေးကုတ်ကုတ်လေကွင်းစိမ့်စိမ့်နှင့်လိုက်ဖက်သားပဲဟူအောင်မိမိသည် ကျွန်မစာတင်ကြားရေးတာဝန်စတင်ယူရသည့်အတန်းမှာပထမရန်ဖြစ်သည်သူငယ်ရန်းကိုဖျက်ဆီးခဲ့ပြီးသားကျောင်းနှင့်မစိမ့်သောသည့်ဒီလိုအတန်းမျိုးကိုစကင်ရတာကျွန်မကံကောင်းပါသည်သို့တော့တကယ်တမ်းလက်တွေ့စတင်ရသည့်အခါမှာတော့ကျောင်းသား40လောက်ရှိရမည့်အတန်းမှာကလေး20လောက်သာရှိသည်မို့ကျွန်မစိတ်ထဲဟာတာတာဖြစ်ရသည်ကျောင်းလာတတ်သည့်ဆိုသောကလေးတွေကလည်းတနည်းနည်းတနည်းတူကြသည်မဟုတ် ဒီကနေ့ចောင်းလာတတ်တော့ចောင်းသားမှာမနေ့ကចောင်းလာတတ်တော့ចောင်းသားမဟုတ်တာကိုကျွန်မသတိထားမိပါ၏ကျွန်မဖို့သင်ကန်းစာများသင်ကြားရသည့်အခါရှေ့လဲတိုမရနောက်လဲဆုံးမရဆိုသလိုအတော်လေးအခက်တွေ့ခဲ့ရပါသည်အတန်းအရသာပထမရန်ចောင်းသားဆိုတော့လေကလေးတွေက10နှစ်12နှစ်အရွယ်ကြီးတွေခိုင်းလောက်စေလောက်အရွယ်တွေဆိုတော့မိဘတွေကလဲတဲ့ကိုင်းနဲ့ကူပေါ်လောင်ပဲရအောင်ခိုင်းနေကြတာပဲဆီယမရဲ့လို့ မိဘတဦးကပြောတော့မှကျမသဘောပေါက်ရသည်။ဘာရီလောက်ကြရလို့လဲဆိုတော့နွားចောင်းဘဲចောင်းအမိုက်ကဘဲဦးက နောက်ချေးကလဲတဲ့ထမင်းပုတ်ကလေးထိန်စသည်ဖြင့်အလုတ်တွေကစုံလှတဲ့။ចောင်းတော့ဦးစားပေလှို့ရမှာပေါ့လို့ကျမကဆိုတော့လွတ်တာပဲဆီယာမရဲ့လဲတဲ့ကိုင်းနဲ့ပြန်တော့လာကြလိမ့်မပေါ့လို့ပြောသူကပြောသေးသည်။ကျမမှာရေရခက်ငိုရခက် စာတင်ကျောင်းထဲကိုအကျောင်းမျိုးမျိုးကြောင့်ရောက်မလာနိုင်သောကလေးတွေကိုစာတင်ကန်းထဲကိုအရောက်လာအောင်မဖြစ်မနေနေရွဆွဲခေါ်ခြင်းစိတ်တွေသာကျမရင်ထဲပြည့်တင်းနေခဲ့သည်။နောက်တော့ရွာကလေးတဲကိုအချိန်ယူပြီးအကျိုးကျောင်းသိရအောင်တကူးတကကျမသွားလည်ပြစ်ခဲ့ပါသည်။ကျမတပည့်ကျောင်းသားကလေးများကိုလက်ဆွဲပြီးကျမတကူးတကအလဲသွားရသည့်နေရာကတကယ်တော့သူတို့ကလေးတွေရဲ့အိမ်တွေစီကိုမဟုတ်ပါ။ကလေးများရှိလောက်ရာမိဘများလှုပ်ခင်းကြင်ကင်းဆင်းကြရာ လေကွင်းတွေချားကိုဖြစ်သည်ထမိန်တူတူရေဆူဆူနဲ့ကောင်းဆိုင်နေကြသောကျမတပည့်ကလေးများဤမအီရီခြေလုံးမှာမှကြမ်းကြမ်းကြီးတွေမှာရှော့ွေဘလပြစ်ထအောင်ထုံရင်းငင်နေကြသည့်ဖေအီရီကတော့လေတဲ့အထိမယူးမကောင်းလိုက်လာသောမြို့သူចောင်းဆရာမလေးကိုနားမလည်နိုင်ကြသလိုတအန်တော်ရှိကြပုံလဲရသည်လေကတိယိုးပေါ်ပဲပဲနေနေထိုင်ချကစကားလာပြောနေသည့်ចောင်းဆရာမလေးကိုအားနာကြပုံတော့လဲရကြသည် ကျမကတော့ကျမတာဝန်ဖြစ်သည့်ကျမတပည့်ចောင်းသားတွေចောင်းမတက်ကြသည့်အကြောင်းကိုပဲမျက်နာပူပူထားကပြောပြခဲ့သည်။ဆီယမကြီးကျုပ်တို့မှာကိုကိုွဲမရှိတော့ငအောင့်ကိုပဲခိုင်းနေရတာ။ចောင်းကိုလွှတ်ချင်ပါတယ်မဖြစ်လွန်းလို့တာပါ။မဖြစ်လွန်းလို့တာပါဆိုတော့ကျမကပင်ဘာပြောရမှန်းမသိအလျှော့ပေးလိုက်ရင်ပူဆိုးတော့မြည်။ဟုတ်ပြီလေကလေးကိုတနေ့ကုန်အလုပ်ခိုင်းနေရတယ်လို့ပြောတာလားရှင့်။အဲ့ဒါလို့တော့မဟုတ်ပါဘူးဆီယမရဲ့။ နက်ပိုင်းကလေးတွေမှာကျောင်းနဲ့တိုက်နေတော့ဂိုင်းအဲ့ဒါလို့ဆိုအလုတ်ခိုင်းပြီးတဲ့အချိန်သာကျောင်းကိုလွှတ်ပြီးရတယ်မဟုတ်လားဒီလိုအလုတ်နဲ့အချိန်ကိုညှိယူရတာမျိုးရှိသလိုကလေးထိန်နေရလို့ကျောင်းမတက်နိုင်တာပါဆိုသည်ကျောင်းသားကလည်းကလေးထရင်ကြောင်းတက်ရင်လည်းရတာပဲကလေးပါခေါ်ခဲ့လို့ရတော့သည်စာတင်ကမ်းမှာကျောင်းသားမရှိတာကိုရှိအောင်လူဖြည့်တာမဟုတ်ကြောင်းကလေးများ၏ပညာရေးအတွက်ဤမန်းကျဲမြင့်မြင့်မာမာမရှိသည့်တိုင် ကျောင်းနေရခိုင်စာရေးစာဖတ်အတွက်အချက်လဲလဲဝဲဝဲရှိပါမှနောင်ကြီးပြင်းလာသည့်အခါအစဉ်တပြေဖြစ်နိုင်ကြောင်းတွေကျမကြုံသလောက်တွေ့သလောက်ရှင်းပြသည်တချို့ကျောင်းသားတွေကတော့လဲကျောင်းပြင်းကြသလိုတချို့ကလဲစာမေးလို့မရရင်အခက်ဆိုသည့်စိတ်အခံဖြင့်ကျောင်းကြောက်ကြတာလဲတွေ့ရသည်နောင်တော့အချိန်ကလေးရသမျှဆင်းခဲ့သည့်ကျမဤစီယုံရေးမှာတစားတစားအကျိုးရှိလာခဲ့ပါသည်မနေ့တိုင်လျင်ကျမစာသင်ခန်းကလေးတွေ ကျောင်းသားတွေပုံမှန်30ကျော်ကျော်ရှိလာခဲ့ပြီးဒီကလေးတွေကိုရှော့မသွားအောင်ကျောင်းပျော်အောင်ထပ်မံစီယုံနိုင်ဖို့ကျမစူးစမ်းရအောင်မြည်အပင်ကြီးကတပွင့်စီကောက်လာခဲ့သည့်ခေပွင့်ကလေးတွေကိုတကုံးနဲ့ဖြစ်အောင်တည်ဖို့ကကျမတာဝန်မဟုတ်လားကလေးတော်တော်များများမှာစာကိုကြောက်နေကြတာလားအပြင်းတွေပဲဖက်နေတာလားဒီကလေးတွေစာမကြောက်အောင်စာသင်ခန်းမှာပြောအောင်ကျမဘယ်လိုလုပ်ရပါ့။ မူလာရန်ပြဆီယာမလက်သက်ကလေးဂျမဖို့အတွေ့အကြုံကလည်းကောင်းကောင်းမရှိသေးဂျမဘာလုံးနိုင်တယ်လဲစဉ်းစားကြည့်တော့အခါဂျမငယ်စဉ်မူလာရန်ကျောင်းသူ ခလေးဘွားကိုဖြတ်ခနဲတရိယာလိုက်မိပါသည်ဂျမငယ်စဉ်မြင်းကျန်မှာကျောင်းထက်ခဲ့စဉ်ကကန်းကူလက်လှယ်ဆရာတွေတဲကတူဦးဖြစ်သည့်ဆရာမစိန်ဤသူငယ်ရန်ခန်းကလေးတဲ့ဂျမစိတ်ဖြင့် ပြန်ရောက်သွားပါသည်ဆရာကကျောင်းကြောက်သောကျောင်းပြင်းသောကလေးတွေကိုပုံမြင်တွေပြောလိုက် ။ကြပြားရီတင်ပေးလိုက်လို့ရင်တင်ကြခဲ့သူဖြစ်သည်။သူခန္ဓာကိုယ်ကြီးကိုရင်းငါရင်းငါကိုနေဟန်ထားဖြင့်တင်ပြရင်ကျမတို့ကိုကြပြားရီရွတ်ဆိုစေခဲ့သည်။ဆရာကရှေ့ကတိုင်ရင်ကိုကိုရင်းနှဲ့ကလက်ချောင်းကလေးများကွေးကကောက်ခါကလေးကပြားများကိုတရုပ်ဖော်တင် जा ပေးခဲ့သည်ဒီတော့ကဆရာဥမစိန်ဤကပြားကလေးတွေကိုကျမအခုဆရာမဖြစ်သည့်အထိဆွဲလန်းနေစေဖြစ်တယ်လို့ ကျမကိုယ်တိုင်ကခဲ့သည့်ငပြာတရုတ်ဖို့ကားွက်ကလေးများကိုလည်းအမတ်တရာရှိနေစေဖြစ်ပါသည်ကြာပြူကြာနီကြာညိုနော်လို့တို့လေရောမာပွင့်ကြရဲတောက်ဆိုင်အပြင်ရေကန်းကြီးကြာတစည်းလောက်ချိုးခဲ့ခွေကြာပွင့်ကြာငုံထုံထုံမွေးလို့မလေးဘဲတို့သုံးမမဲကြာယူကြာနွယ်ပင်ညာဆက်လို့ ရွှေကြစေယဆွဲပါမယ်ဆွဲပါမယ်ဆွဲပါမယ်ကျမတို့လက်ချောင်းကလေးများကိုကြာပွင့်ကြာကင်လေးများတစ်ဖွဲဖူးကြငုံကြပုံတယုတ်ဖို့ရင်တယောက်နဲ့တယောက်တိုးကတိုက်ခါကြပြဆူခဲ့ကြရတာပျော်စရာကောင်းလှသည်ကြာရိုးတွေကိုစစ်ကြသည်ကြာစေကျိုးကိုလဲမှာဆွဲကြသည်တကယ်ကြာပန်းကင်တွေတော့ကျမတို့လက်ထဲတွင်မရှိဘူး အပြာရွတ်ဆိုရင်ကားကြရတာတရုတ်ဖို့ကြရတာကိုပဲကျမတို့စိတ်ထဲကြည်နူးမိကြသည်ဆိုအုံနီနီ အမေရွယ်လိုနှစ်ဖန်မနဲ့ချောင်းထွက်မဲမောင်လဲလိုက်မဲချမ်းမထာနဲ့အမေသွားရောပြင်းလာတယ်ချောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့ဖုန်ကြီးအော်လို့ရိုက်လိမ့်မယ်မောင်မဆော့ပါဘူးစိတ်ပရီနဲ့ဖုန်တော်ကြီးလိုနေပါမယ် လိုက်မယ်လိုက်မယ်ကျမတို့ကောင်းပေါ်လက်ကလေးများဖြင့်ပင့်ကဆုံးအုပ်ရွက်ကြသည်ចောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့မှာကျမတို့ခြေထောက်တွေတဝုံဝုံခုန်ကြသည်မျက်စိကိုမိခါလက်ချောင်းကလေးများဖြင့်ပရိစိတ်ကြသည် လိုက်မယ်လိုက်မယ်မှာနေရာမရွေးပြေးလိုက်ကြသည်ပျော်စရာကောင်းပါပြီဆုံးအုပ်ဆိုတာမင်းတို့သိကြတယ်နော်မင်းတို့အိမ်မှာဆုံးအုပ်ရှိကြလားဟေ့ရှိပါတယ်ဆရာကြီး အများဩတလို့ရှိပါတယ်ဩရတော့လဲကျမတို့မြင်းကြံအိမ်မှာဆုံးအုပ်မရှိပါသို့တော့ရွာကကျမအဖိုးဖွားများလက်ထက်ကလေးကသုံးဆွဲခဲ့ကြတော့ဆုံးအုပ်ကြီးကို ကျမမြင်မှုသည်ထမင်းဥပောင်းကိုခုခတ်ဆုံးဟင်းတွေစီကားစင်ကားထည့်ပြီးရွာကဘုံကြီးចောင်းလေးចောင်းအနှံ့အမေကြီးဆုံးပို့ရာကျမလိုက်ခဲ့မှုသည်ခြေလက်နဲ့နှီးနွယ်နေသောကျမအဖိုးကြပြားရဲကမြမမှုတွေနဲ့မစိမ့်လှပဲခံစားเสียဖြစ်ခဲ့ရသည် ဝါဆိုဝါကောင်းရီရီကြည်လို့တပြေသည်မေကောက်ဆိုကွဲခရာစုကြုံဟုအထေကမျောနဲ့မဲကြီးတွေရက်တဲ့မျောနဲ့ဆိုရာချိုးနေလာကွဲမွေးငကားရောင်ချောက်ဘူးကွဲတို့လဲချောက်ပောင်းအတူသွားဆိုအုံးလက်နွားလေးထားခဲ့မေသွားမေသွားမေမြည်ရီကြည်ချင်း ။အပြေသည်ညို့ညို့အလုံးကြီးတွေမျောပါလာတဲ့ပုံကို ကျမတို့မြင်အောင်လာမိသည်။ခရီးပင်များကြားမှမျောနဲ့ကြီးတွေကတော့တကယ်တမ်းမျောနဲ့ကြီးတွေကကြောက်စရာကောင်းပေမဲ့ငွေငကားတာမကြောက်ဘူးဟုဆိုကခေါင်းပေါ်မှာလဝါဖြင့်အမောက်ပပြင်းထောင်ကပောက်ပြလိုက်ကြပါသေးသည်။အုံးလက်နွားကလေးကိုလည်းကျမစီဘူးသည်။ဆရာမစိန်တင်ပေးသည့်ကြပြတွေကမနေပါ။ရွှေအုပ်အော်တောက်တဲ့ပိုးဆုံးကျူတပတ်စီ ထုတ်စည်းတမ်းစသည်ဖြင့်တော်တော်များပါသည်ဒီကဗျာကလေးတွေကစာသင်ခန်းထဲမှာပင်ပြီးပြီးပျောက်ပျောက်မဟုတ်ဘဲကျမတို့အိမ်ထိပါလာတတ်သည်ညတိုင်းကာကြီးခုံကြီးကစားကြသည့်အခါတိုင်းအားရပါရအော်ဟစ်ခဲ့ကြသည် နောက်တနေ့ကျောင်းမှာဆရာကဘာကဗျာတွေသင်ပေးမှာပါလဲဆိုသည့်စိတ်စောဖြင့်မနက်မိုးမလင်းခင်ကလေးကအကျောင်းကိုရောက်ချင်လာပြီး ကျမဤမူလာရန်ကျောင်းသူဘွားကဖြတ်တန်းကြည်နူကျောင်းပြော်ခဲ့ရသည့်ကြပြတော်တော်များများမှာဆရာကြီးမင်းသူဝင်ရေးဆက်တည်ကုံသောကြပြကလေးတွေဖြစ်ကြောင်းနောင်အတန်းကလေးရလာတော့မှကျမသိလာရသည်ကျမတို့ဖြတ်တန်းခဲ့ရသောမူလာရန်အလေရန်အထက်တန်းမှသည်တက္ကသိုလ်ကျောင်းတော်ကြီးရောက်သည့်အထိပညာရေးခီးတစ်လျှောက်လုံးဆရာကြီးဤကြပြများစကားပြေများတောက်ဆိုရင်းရင်းကျက်ခဲ့ရသည် ဆရာကြီးဤကျေးဇူးဂုဏ်ကြီးကို တွေ့တော်ရင် ကျမမှာလေးစားကြည်ညိုစိတ်များအခါခါဖြစ်ရသည်မြမစိတ်ကိုဖူးပွင့်စေခဲ့သော ကျေးဇူးဂုဏ်ကြီးဖြင့်ကျမလူလားမြောက်ခဲ့ရသလိုကျမဆရာမဖြစ်လာသည့်အခါမှာလည်းကျမတပည့်များကိုမြမစိတ်ဖြင့်သာလူလားမြောက်စေခြင်းသည်ဒီစိတ်ကူးရပြီးနောက်ပိုင်းမှာတော့လေကင်း၊ကိုင်းကင်း၊ဘဲချောင်းကွင်းတွေအထိ ကလေးတွေကိုကောက်တင်းကောက်တလို့ကျမဆောင်ကောက်ပြီးစာတင်ကန်းလေးရှိရာမရောက်ရောက်အောင်ခေါ်ရသည်ကျမဤစာတင်ကန်းကလေးသည်မြေဆိုင်ကျောင်းကလေးထဲမှာမဟုတ်ဘဲကျောင်းနှင့်ဂဲတပြစ်စာလာဝေးသည့်ဘုံဤကျောင်းရဲ့မကြီးပင်ခတ်အုပ်အုပ်ကြီးအောက်သို့ရွှေ့ယူခဲ့ပါသည် မကြီးပင်စီကိုကြောက်တင်မုံထောင်ကကလေးများအားပုံမြင်နှင့်ကြပြများတင်ပေးခဲ့သည် မကြီးပင်အောက်မှာတင်ရခြင်းမှာလွတ်လပ်ပွင့်လင်းသောစိတ်ဖြင့်တင်ယူနိုင်ကြရန်နှင့် တပြေးတည်းဖြစ်သောအခြားတန်းများအားအနှောက်ယှက်မဖြစ်စေရန်အတွက်ဖြစ်သည်ကြောက်တင်ဘုံပေါ်မှာရောင်စုံမြေပြူထောက်များဖြင့်ကြာပန်းများစွန်းအုပ်နီနီကလေးများနှင့်ငှက်ကလေးတွေကျမရေးဆွဲပါသည်ကလေးတွေကတော့ကြောက်တင်ဘုံပေါ်ထင်လာသောအယုတ်ကလေးများကို စိတ်ဝင်တစားကြည့်နေကြသည်ကြောက်တင်ဘုံရှိမှရရင်ကျမကိုယ်တိုင်တရုပ်ဆောင်ကောင်းကောင်းဖြင့်ကလေးများကိုကြပြာတွေရွပြခဲ့သည် ဒီအချိန်မှာကျမကိုယ်တိုင်ဆရာမမဟုတ်တော့ပဲသူတို့နဲ့တသားရဲဖြစ်နေပါပြီ။ကြောက်တင်မုံမော်မှာကျမရေးဆွဲထားသည့်ဆရာကြီးမင်းသူဝင်ဤစေတနာကြပြုပန်းကလေးတွေကိုကျမဤနှလုံးသားမှတဆင့်ကလေးများဤရင်ထဲအရောက်အလင်းအိမ်ကျမထည့်ပေးနေရသလိုခံစားမိသည်။နောက်ရက်နောက်ရက်တွေမှာကျမစာသင်ခန်းမကြီးပင်အောင်မှာပထမရန်ကျောင်းသားစီရင်အပြည့်ရောက်လာတတ်ကြတာကျမသတိပြုမိခဲ့သည်။ ကျမဘူဒာယုံကဆင်းလာပြီးចောင်းသူလျှောက်လာတော့အခါကျောင်းကပြန်လာတော့အခါစပားပင်မြူများကြမှာဘဲကြောင်ကွင်းချောင်းရိုးတွေထဲမှာကြပြာရွတ်တန်ကလေးတွေကိုကျမကြားလာရပြီခြေလက်ကလေးသူငယ်များအတွက်ဆရာကြီးဤကြပြာလေးတွေကလက်တွေ့ဆန်နေသဖြင့်ထိရောက်လာသည်ဒီရွာကလေးတွေမှာကြာပန်းရောင်စုံပွင့်နေသည့်ကြာအင်းကြီးရှိသည်စွန်အုပ်ကိုခေါင်းပေါ်ရွတ်၍ဥပုပ်လာပြေလာွယ်ဖုံးကြီးချောင်းကိုစွန်ပို့နေကြသည် ်မိကြီးဖကြီးများရှိသည်အင်းဆက်မှာတပြေပင်ကြီးရှိသည် မနက်ခင်းစိုးစီစိုးစီညံနေတတ်သောငှက်မြည်တဲ့စားကြောက်ရုပ်ကြီးတွေစူးချုံပုတ်ကြားထဲမှာတက်တက်တူခါခါအတန်တွေကို ကြေးလက်ကကလေးတွေမစိမ့်သည့်အတွက် ကျမအထူးရှင်းပြမနေရပါမြမတလေးအငွေအသက်များရှက်တန်းနေသောဆရာကြီးမင်းသူဝင်ဤကလေးကဗျာကလေးများအားမြမမျိုးဆက်တဲ့လူမမေများကိုလက်ဆင့်ကမ်းရင်းထာဝရရှင်သန်နေဦးမှာပါလားလို့ ကျမယုံကြည်နေမိပါသည်ဒီယထာလံဘေးကရွာကလေးမှာမရိယာယထာကိုစုံစုံဆန်းဆန်းစီးရင်၃နှစ်ကျော်လေးနဲ့ဝတ္တရားမပြတ်ကျမတာဝန်ထမ်းဆောင်ခဲ့သည်များတခြားလုံးလို့လို့မှလည်းသူငယ်တန်းကိုပါအခြားအတန်းတတန်းဖြင့်တွဲကင်ကတင်ကြားပေးခဲ့ရသည်သူငယ်တန်းကလေးများကျောင်းနေပျော်ဖို့ကြပြားကလေးများဖြင့်စီယုံရင်ကြပြာချစ်စိတ်ကြပြာမြတ်နိုးစိတ်ရှိအောင်ကျမအတတ်နိုင်ဆုံးစူးစမ်းခဲ့ပါသည် ီလေးနှစ်တာကာလအတွင်းဆရာကြီးမင်းသူဝန်တည်ကုန်းခဲ့သောကလေးကဗျာလေးများသာမက ကျမလက်လန်းမီယာကလေးပုံမြင်ကလေးကဗျာများကိုရှားဖွေတင် जा ပေးပြခဲ့သည်ဒီအတွက်အမိအဖတွေကလည်းဝမ်းသာကြည်နူးကြသည်ဒီဝါကလေးကနေညူချောင်းကိုကျမပြောင်းရွှေ့ခဲ့ရတော့လေကျမအိမ်မက်တွေထဲမှာလေကွင်းကြားကကဗျာရွတ်တန်တွေစီစီဝေနေစေညူချောင်းတို့ရောက်သည့်အခါမှာတော့တင်ယိုးကိုဦးစားပေးနေရသဖြင့် ်ဒီကပြကလေးတွေဆက်မတင်ပြတော့သလိုရွာကလေးကိုပင်တစ်ခေါက်တစ်ချင်းပြန်မရောက်ဖြစ်တော့တကူးတက သွားဖို့ပင်ကျမမှာအချိန်မရတော့စိတ်ကတော့အမဲလိုလိုရောက်နေခဲ့သည်ပြီးခဲ့သည့်နွေရာသီကတော့ရွာចောင်းဆရာတော်ဤကျမကြီးမကောင်းဟုကြံရသဖြင့်ရွာကလေးကို ကျမရောက်ဖြစ်ခဲ့ပါသည်အေးအေးများများလလဆက်ဆက်လဲခွင်းများကြားမှကွင်းလီကို ကျမအကြာကြီးရက်ခါရှူရှိုက်နေခဲ့မိသည် ကျမဤကျောင်းဆရာမဘဝအစရက်တွေကိုပါသတိရနေမိသည် ကျမရက်နေစင်းမှာပင် ကောက်ပင်တွေကြားကကြပြရွတ်တန်တွေ ကျမနားရေရောက်လာသည်ကျမတပည့်တွေတော့မဟုတ်နိုင်ပါသူတို့ကိုယ်တိုင်ကငငယ်ကလိုပစိုးဆွေလေတိုင်းစက်ထမိန်တူတူကလေးတွေနဲ့မဟုတ်နိုင်ကြတော့အရွယ်တွေရောက်ကြရောပေါ်လေကင်း၊ကိုင်းကင်းဘဲချောင်းကွင်းတွေထဲမှာဒီကြပြကလေးတွေရှိနေတော့မှလား နားထောင်စမ်းပါအောင်ကြာပြူကြာနီကြာညူနော်လို့တို့လေရောမှာပွင့်ကြတယ်စွန်အုပ်နီနီအမေရွက်လို့နက်ဖန်မနဲ့ချောင်းထွက်မယ်ကျမရွာကအပြန်မှာတော့တပည့်ဟောင်းတွေကတအုပ်တမကြီးဘူတာယုံကိုလိုက်ပို့ကြသည် တချို့လည်းအလဲတန်းချောင်းကိုဆက်တဲကြသလိုတချို့လည်းချောင်းကထွက်ပြီးလဲထွန်ယောက်ျားတွေလဲသူမကြီးတွေဖြစ်နေကြပြီး ကျမတော့မကြီးရိတ်အောင်စာသင်ခန်းထဲကကဗျာလေးတွေကို အောင်းမေ့တတိယရှိလာပါသည်။ဆရာမသင်ပေးတဲ့ကဗျာလေးတွေရကြသေးရဲ့လား။ရတာပေါ့ဆရာမရေ။ညဆိုရင်အိမ်ကအငယ်တွေကိုကျမတို့ကသင်ပေးနေကြတာလေ။သူတို့လည်းဆရာမကဗျာလေးတွေရကြတယ်ရေ။လေခွင်းတွေကို ဖြတ်တိုက်လာတော့ရှင်းရှင်းတန်တန်လေးတွေကိုတဝါကြီးရှူသွင်းလိုက်ရင်က ကျမရင်မှာပီတိတွေစိတ်ကနေဖြစ်သွားသည်။ ကျမဤတင်းဆရာမြင်းဆရာများနဲ့တကွဆရာကြီးမင်းသူဝန်ဤဂုံကျေးဇူးတွေကို ကျမနိုင်သည်၍ဆက်ခွင့်ရပါစေဟု ဆုတောင်းလိုက်မိပါသည်အခုလောအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်